လူတကာကိုအထင်သေးမြင်သေးအောက်တန်းစားလို့ဆက်ဆံကိုယ့်ကိုယ်အထင်ကြီးတယ်မာနမျိုးတော့လုံးဝမထင်ထားသင့်ဘူးတဲ့မာနဆိုတဲ့အရာဟာအဲ့ဒါမှသူကကိုယ့်ကိုယ်အထင်ရောက်လို့ဆိုးကျိုးဘက်ကိုဥလဲသွားတာတပေါ့မာနသို့တော့ရှိတဲ့မာနမရှိတဲ့မာနဆိုတာနှမျိုးခွဲပြီးတော့သိဖို့လိုတယ်မရှိတဲ့မာနကသူများကိုအထင်သေးအမြင်သေးငါလောက်မတော်ဘူး ဆိုတဲ့အတွေးမျိုးထားတဲ့မာနမျိုးကမရှိသင့်ဘူးရှိသင့်တဲ့မာနဘာလို့ဆိုရင်သူတောင်ဖြစ်အောင်လုပ်နိုင်သေးတာငါလည်းဖြစ်အောင်ကြိုးစားမယ်လူတယောက်စီးပွားရေးအောင်မြင်သွားရင်သူတောင်စီးပွားအောင်မြင်အောင်လုပ်နိုင်သေးတာငါလည်းစီးပွားအောင်မြင်အောင်လုပ်မယ်သူတောင်ဘွဲရအောင်ကြိုးစားနိုင်သေးတာငါလည်းဘွဲရအောင်ကြိုးစားမယ်သူတို့တောင်မှနော်အဆင့်တန်းမြင့်အောင်ကြိုးစားတယ်ငါတို့လည်းအဆင့်တန်းမြင့်အောင်ကြိုးစားမယ်လို့အဲ့ဒီလိုရှားထားဝမာနလို့ခေါ်တယ်အမှန်တရား ကောင်းကျိုးဘက်ကိုဥလဲထားတဲ့မာနမျိုးမှတပါလူတကာကိုအထင်သေးမြင်သေးအောက်တန်းစားလို့ဆက်ဆံကိုယ့်ကိုယ်အထင်ကြီးတဲ့မာနမျိုးကောင်းတဲ့ဘက်ကိုဥလီတဲ့မာနမျိုးကိုတော့ထားတဲ့နေဖြစ်ဩ